အဆူနာကတော့ကျေးလက်တော်ဝါလီမှာမိခင်ဖြစ်သူနဲ့နှစ်ယောက်တည်းနေထိုင်တဲ့ចောင်းသူလေးတယောက်ဖြစ်ပါတယ်။သူကចောင်းစင်းကျင်နေဆိုရင်ရွာရဲ့ဘေးမှာရှိတဲ့တောအုပ်စီသွားတက်ပြီးသူ့ဖေပေးခဲ့တဲ့ကြောက်တုံးလေးကိုတုံးကတောင်ပေါ်ကနေထူးဆန်းတဲ့သချင်းတဲ့နေရှာဖွေနေတတ်ပါတယ်။အဆူနာတောင်ပေါ်လာတိုင်းမှာတော့ចောင်းလေးတစ်កောင်ကအမြဲလာတက်ပြီးအဲ့ចောင်းလေးကိုလည်းအဆူနာကအလွယ်တကူမိမိလို့နာမည်ပေးခဲ့ပါတယ်။လုံနဲ့တညမှာတော့အိမ်ကနေသူ့ထိုင်နေကြတောင်ကုန်းရှိရာသီလှမ်းကြည့်တဲ့အခါမှာတော့လင်းရောင်တစ်ခုကိုလျှက်ရပြတွေ့လိုက်ရပါတယ်။ နောက်တနေ့ကြောင်းလာတဲ့အခါမှာတော့မြို့နားမှာဝက်ဝင်တကောင်ကိုတွေးခဲ့တယ်လို့သတင်းတွေထွက်နေရကြောင်းအိမ်ကိုတမ်းပြန်ဖို့အတမ်းမိုက်ဆရာမကမှားခဲ့ပြီးသူမိဘကွန်ယူတဲ့အချိန်မှာတော့အစားထိုးစရာလာမေးလို့ပြောခဲ့ပါတယ်။ကြောင်းဆင်းတဲ့အခါမှာတော့တောင်ကုန်းစီသွားဖို့အဆုနာကတရားကိုဖျက်တဲ့အချိန်ထူးဆန်းတဲ့သရဝါကြီးနဲ့တွေးခဲ့ပြီးအဆုနာကိုတိုက်ခိုက်ခံပြီးမှကောင်လေးတစ်ယောက်ကလာခဲ့သွားခဲ့ပါတယ်။လုံနဲ့ဝက်ဝင်ကြီးနဲ့ကောင်လေးတို့တိုက်ခိုက်ရင်ကောင်လေးကလက်ရန်ကတန်နဲ့ထိုးမိကဒဏ်ရာရနေတဲ့အချိန်သရဝါကြီးကကိုက်ဖို့လုပ်တဲ့အခါမှာတော့ကောင်လေးရဲ့လေပင်ကကြောက်လေးကနေအလင်းနှံ့တွေပေါ်လာပြီးသရဝါကြီးလက်သိဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ကုံနေရထားကတရားပေါ်ရောက်လာခဲ့ပြီးကောင်းလေးလက်လူတွေအတိမခန့်နေတာကြောင့်အဆုနာကိုခေါက်ကတရားကိုခုံဆင်းသွားခဲ့ပြီးတရားကြီးလက်ရေထဲကျသွားခဲ့ပါတယ်။ဒါကြောင့်ရထားမောင်းသမားကရဲတွေကိုခေါက်ခဲ့ပြီးအထူးစုံစမ်းရေးအဖွဲ့ကဖြစ်စဉ်ကိုမေးမြန်းကစုံစမ်းခဲ့ပါတယ်။ညောက်တဲ့အခါမှာတော့အဆုနာကတောင်ကုန်းပေါ်နိုးလာခဲ့ပြီးကောင်းလေးကနောက်ရက်တွေကိုတောင်ကုန်းပေါ်မလာဘူးမှကထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အဆုနာကတော့တောင်ကုန်းပေါ်ကိုထွက်သွားခဲ့ပြီးအထူးစုံစမ်းရေးတွေကလည်းခန္ဓာကိုယ်ပေါ်မှာအပင်တွေပေါက်နေပြီးကြောက်တီထွက်နေတဲ့တရားကြီးကိုတွေ့သွားကမြေရောက်သားတွေမြေပေါ်တက်လာပြီးထင်တယ်လို့ပြောခဲ့ပါတယ်။ အဆုနာကတော့ကောင်လေးကိုတွေ့တဲ့အခါကျေးဇူးတင်စကားမပြောခဲ့ရအောင်ပြောခဲ့ပြီးကောင်လေးကလည်းသူ့ကိုယ်သူရှင်လို့မိတ်ဆက်ခါအဆုနာကကောင်လေးရဲ့လက်ကတန်းရာကိုဆေးတဲ့ပေးခဲ့ပြီးသူသုံးနေကြပါဝါကိုစီးပေးခဲ့ပါတယ်အဲ့ဒီနောက်ရှင်ကိုရေဒီယိုနားထောင်မှုခေါ်သွားခဲ့ပြီးအဆုနာကအတန်းလေးကိုကြားနိုင်မှုကြောက်လေးကိုအသုံးပြုကြောင်းနဲ့ကြောက်ကသူ့ဖိပေးထားခဲ့တာဖြစ်ကြောင်းကိုပြောခဲ့ပါတယ်အဆုနာကရေဒီယိုကနေထူးဆန်းတဲ့အတန်းကိုအရင်လေးကဖမ်းမိခဲ့ပြီးတစုံတယောက်ရဲ့နှလုံးခုန်တဲ့တူတယ်လို့ပြောခဲ့ရကြောင်းရှင်လည်းလန်သွားခဲ့ပြီးအရင်လေးကထူးဆန်းတဲ့ဖြစ်ပျက်ကြောင်းတွေမမေ့တော့ဘူးလားလို့ပြောခဲ့ပါတယ် အဆုနာကတော့ပြောရမယ့်အကြောင်းတွေကရှေးမှာကိုသိနေရကြောင်းမနေ့ပြန်မှာစောစောလာပြီးမေးမယ်လို့ပြောခဲ့ပါတယ်။ရှွန်းကတော့သူကအက္ကတာလို့ခေါ်တဲ့နေရာကနေတစုံတစ်ယောက်ကိုတွေ့ကျင်လို့လာတာဖြစ်ပြီးအခုတွေ့ပြီးဖြစ်တာကြောင့်ဆန္နာတွေပြေဝသွားပြီလို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်ရှွန်းကကောင်းကြီးပေးမယ်လို့ပြောကအဆုနာကိုနိုင်ခဲ့ပြီးစူတောင်းသမျှကမင်းကိုအသက်ရှင်စေချင်တာပဲလို့ပြောခဲ့ရကြောင်းအဆုနာလည်းရှက်ကမနေ့ပြန်မှာတွေ့မယ်လို့ပြောခဲ့ပြီးအပြေးထွက်သွားခဲ့ပါတယ်။ရှွန်းကတော့မိမိကိုအဆုနာကိုသူ့စားကောင်းမွန်တဲ့နေရာကိုပြပေးဖို့ပြောခဲ့ပြီးတောင်းအုပ်ကိုခုံဆင်းသွားခဲ့ပါတယ်။ နောက်တစ်နေ့မနေ့မှာတော့အဆုနာအမေကပြန်ရောက်လာခဲ့ပြီးအဆုနာကတော့သူ့မိကိုနှုတ်ဆက်ကထွက်လာခဲ့ပါတယ်။ညနေကျောင်းဆင်းတဲ့အခါမှာတော့မိုးရေရွာနေပြီးအဆုနာကတော့ရှွန်းရှိရာစီအရောက်သွားခဲ့ပေမဲ့ရှွန်းကတော့ရောက်မလာခဲ့ပါဘူး။အဆုနာအိမ်မြန်ရောက်တဲ့အခါမှာတော့အဆုနာမိကအဆုနာကိုကောင်းတုပ်ပေးကဖတ်ထားခဲ့ပါတယ်။လုံနဲ့ညသာစားတဲ့အချိန်မှာတော့အဆုနာမိကအဆုနာရဲ့ပဝါကိုပတ်ထားတဲ့ကောင်လေးတယောက်အလောင်းကိုမြစ်ထဲမှာတွေ့ခဲ့တယ်လို့သတင်းကြားခဲ့ရကြောင်းအဆုနာတငယ်ချင်းကဆုံးသွားပြီလို့ပြောခဲ့ပါတယ်။ အဆုနာကတော့လက်မခံခြင်းမဲ့လက်ခံခဲ့ရပြီးငိုချင်တဲ့စိတ်ကိုထိန်းကအပေါ်ရက်တက်လာခဲ့ပြီးရှိုးနဲ့တွေ့ခဲ့တဲ့တောင်ကုန်းကိုကြည့်နေခဲ့ပါတယ်။နောက်တနေ့မနေ့ကြောင်းမသွားခင်မှာတော့အဆုနာကဇွဲမလျှော့ပဲတောင်ကုန်းစီထွက်သွားကရှိုးကိုအော်ဟစ်ချခဲ့ပေမဲ့ရှိုးကိုတော့မတွေ့ခဲ့ပါဘူး။ကြောင်းကိုရောက်တဲ့အခါမှာတော့ဆရာသစ်ကမြေအောက်မှာရှိတဲ့မရဏလောကကနေလူတယောက်ကသူ့မိမကိုပြန်ခေါ်ဖို့သွားခဲ့တဲ့အကြောင်းကိုပြောခဲ့ပြီးအဲ့လူကစီကန်းတွေကိုဖောက်ပြက်ခဲ့ရကြောင်းပြန်မကော်နိုင်ခဲ့ဘူးလို့တနအီထဲမှာရေးထားကြောင်းပြောခဲ့ပါတယ်။အဲ့ဆရာရဲ့နာမည်ကတော့မိုရီဆာကီပါ။ မိုရီဆာဂီကမြေအောက်လောကအောင်နာမည်မျိုးမျိုးနဲ့ခေါ်ကြပြီးအက်ကာသားလို့လည်းခေါ်ကြောင်ပြောတဲ့အခါမှာတော့အဆုနာကအံဟောသွားခဲ့ပြီးဆရာကလည်းတည်ထားမိသွားပါတယ်။မြစ်ထဲကတနင်္လာမှာတော့ရွှွန်ရဲ့လေဆွဲကြောက်လေးကိုတစုံတစ်ယောက်ကလာယူသွားခဲ့ပါတယ်။ကျောင်းဆင်းတဲ့အခါမှာတော့အဆုနာကမိုရီဆာဂီစီတငယ်ချင်းဖြစ်သူနဲ့သွားခဲ့ကြပြီးတငယ်ချင်းဖြစ်သူကသူတို့ရဲ့ကျောင်းဆရာမိုရီဆာဂီမှာအရန်ချစ်ရတဲ့မိန်းမတစ်ယောက်ရှိပြီးဆုံးမသွားတာကြာပြီလို့ပြောခဲ့ပြီးရုံးငန်းစီသွားခဲ့ကြပါတယ်။ရောင်းငယ်မှာတော့မိုရီဆာဂီကပြန်သွားပြီဖြစ်တာကြောင့်အဆုနာလည်းလိမ့်စာယူကပြန်လာခဲ့ပြီးတငယ်ချင်းကိုပြန်လိုက်ဖို့ကမိုရီဆာဂီစီသွားခဲ့ပါတယ်။ မိုရီဆာဂီကတော့အဆုနာရောက်လာတဲ့အခါတနက်ထားတဲ့အန်ဆွဲကိုတောက်ခက်ခဲ့ပြီးအထဲကိုခေါ်ကကော်ပီဖြော်တိုက်ခဲ့ပါတယ်။အဆုနာကအက္ကသအကြောင်းကိုမေးနေပြီးမိုရီဆာဂီကအက္ကသကလာတဲ့ကောင်လေးနဲ့တွေ့ခဲ့တာမင်းပဲဖြစ်မယ်လို့ပြောခဲ့ပြီးစာအုပ်တွေပြခဲ့ပါတယ်။စာအုပ်ထဲမှာတော့တေဆုံးသွားတဲ့သတ္တဝါကြီးပုံတွေ့ခဲ့ပြီးမိုရီဆာဂီကအဲ့ဒီသတ္တဝါကမြောက်လောကရဲ့ဂိမ်းဆောင်တွေဖြစ်ပြီးကွစ်စဲကုတ်လိုလည်းခေါ်ကြောင်ပြောခဲ့ပါတယ်။နောက်စာအုပ်တစ်ခုထဲမှာတော့ဆူမာရီယာလို့ခေါ်တဲ့ရုပ်ထုပုံကိုတွေ့ခဲ့ပြီးအဲ့ဒီရုပ်ထုကအနှစ်3000လောက်ရှိတဲ့နဗျာရုပ်ထုအဟောင်းလို့ပြောခဲ့ပါတယ်။ ကဘာဥစ္စာနတ်ဖျားတွေဖြစ်တည်တုန်းကလူသားတွေကတွေ့ကြုံနူးနယ်သေးရကြောင့်နတ်ဖျားတွေကလမ်းပြခဲ့ကြပြီးသူတို့ကိုယ်တော့ကိုယ်စေကုတ်လို့ခေါ်ကြပါတယ်။လုံနဲ့လူသားမျိုးနွယ်ကြီးထားလာတဲ့အခါမှာတော့နတ်ဖျားတွေကမြေအောက်ကိုဆင်းခဲ့ကြပြီးလူအချို့လည်းသူတို့နဲ့တူလိုက်ပါသွားကအဲ့နေရာကိုတော့အက္ကာသလို့ခေါ်ကြောင်းပြောခဲ့ပါတယ်။အဲ့နေရာမှာနတ်ဖျားတွေနဲ့အတူလူတွေမသိနိုင်တဲ့အသိပညာတွေရှိနေပြီးဆန္ဒမှန်တယ်များပြေဝနိုင်တဲ့နေရာလို့လည်းပြောကြပြီးအဲ့နေရာမှာတည်သူကိုယ်တော်ပြင်ရှင်းစေနိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့အရာတွေကဒဏ္ဍာရီတစ်ခုဖြစ်တာရှိနေပြီးတကယ်ဟုတ်မဟုတ်ကတော့လိလနေကြစေလို့ပြောနေတဲ့အချိန် ရေဒီယိုလိုင်းနံကိုကြားလိုက်တာကြောင့်အဆုနာကိုပြန်မပြောခဲ့ပြီးအဆုနာလည်းပြန်ခဲ့ပါတယ်။ယထာတန်လန်ကူးတဲ့နေရာကိုရောက်တဲ့အခါမှာတော့မိမိကိုတွေ့ခဲ့ပြီးမိမိနောက်ကိုလိုက်ရင်တောင်ပေါ်ကနေအလင်းတစ်ခုကိုတွေ့ခဲ့ရကြောင့်အဆုနာလည်းတောင်ပေါ်ကိုပြစ်တက်ကြည့်ခဲ့ပါတယ်။တောင်ပေါ်မှာတော့ရှွန်းကိုတွေ့ခဲ့ပြီးအဆုနာကစကားပြောတဲ့အခါမှာတော့ရှွန်းကမမတ်မိပဲမြေပေါ်သားရည်နဲ့ဇရားရှုပ်ခဲ့ပြီးထင်တယ်လို့ပြောနေတဲ့အချိန်တိုက်ခိုက်ရေးသမားချို့ရောက်လာပြီးတိုက်ခိုက်ခဲ့ရကြောင့်ရှွန်းလည်းအဆုနာကိုခေါ်ကတောင်အောက်ကိုခုန်ဆင်းခဲ့ပါတယ်။ ဲ့နောက်တော်ရဲကဂူတခုတည်းဝင်ခဲ့ပြီးကြောက်ရဲ့အစွမ်းနဲ့အပေါ့ဝါကိုကြောက်တုံးတဲ့ပိတ်ကမနဲ့လင်းရင်ပြန်လို့ရပြီလို့အဆုနာကိုပြောခဲ့ပါတယ်။ရှွန်းရဲ့လဲမှာအမြဲဆွဲထားတဲ့အစွမ်းရှိတဲ့ကြောက်လေးကိုတော့ကလက်ပိတ်လို့ခေါ်ကြပါတယ်။တိုက်ခိုက်ရေးသမားတွေကလည်းဂူပေါက်ကိုလက်နဲ့ပြစ်ကဖြိုခွဲခဲ့ရကြောင်းရှွန်းလည်းအဆုနာကိုခေါ်ကဂူထဲကိုပြေးဝင်သွားခဲ့ပါတယ်။ဂူရဲ့တနေရာကိုရောက်တဲ့အခါမှာတော့ကိုယ်စေကုတ်တကောင်ကိုတွေ့ခဲ့ပြီးကိုယ်စေကုတ်တွေကလူသားတွေကိုလမ်းပြခဲ့ပြီးလူသားတွေရဲ့ညဉ့်ဉဲမှုကြောင့်အာယုံခံစားမှုပျောက်သွားတာလို့ပြောနေတဲ့အချိန်သတ္တဝါကြီးရဲ့တိုက်ခိုက်တာကိုခံခဲ့ရပါတယ်။ လဲဗစ်ကြောင်တွေကကိုယ်စဲကုတ်တွေနဲ့နှီးခဲ့တဲ့အခါကိုယ်စဲကုတ်တွေကိုတက်ပစ်တက်တာကြောင့်ရွှွန်ကအဆုနာကိုပေးကတရဝါကြီးကိုအိပ်ပြော်အောင်မိကြောတွေကိုတိုက်ခိုက်ခဲ့ပါတယ် ဒီလိုနဲ့တရွာကြီးလဲကျသွားခဲ့ပြီးမအိပ်ပျော်သေးတဲ့အမိကရှွန်းကိုတိုက်ခိုက်ခဲ့ပြီးကိုက်ခန့်နီးမှာအဆုနာကဝင်ကာတဲ့အချိန်တိုက်ခိုက်ရေးသမားတွေရောက်လာကတရွာကြီးကိုတိုက်ခိုက်ခဲ့ရကြောင်းအဆုနာလည်းရှွန်းကိုခေါ်ဝါထွက်ပြေးခဲ့ပါရတယ်။တိုက်ခိုက်ရေးကောင်းဆောင်ကတော့တရွာကြီးကနှစ်ပေါင်းတန်း90တတန်းရှိတဲ့ဝေလာငါးကြီးလို့ပြောကတတ်ခိုင်းခဲ့ပြီးအဆုနာကိုတော့ကြောက်မပင်းရှွန်းကိုတတ်မယ်လို့ချိန်ကြောက်ခါတောင်းခဲ့ပါရတယ်။ဒါကြောင့်အဆုနာလည်းတိုက်ခိုက်ရေးကောင်းဆောင်စီသွားခဲ့ပြီးအနားရောက်တဲ့အခါမှာတော့ကြောက်နေရန်ကနေအလင်းနှန်းတွေဖြာထွက်လာခဲ့ပြီးကောင်းဆောင်ကလည်းကလဲဗင်းနဲ့နေရန်ကိုထိခိုင်းခဲ့ပါရတယ်။ လုံတဲ့နေရံကိုကလပ်ဘင်းနဲ့ထိလိုက်ချိန်မှာတော့ဂျားကန်ပင်နဲ့တခုတွေ့ခဲ့ပြီးအက်ကာသားကပင်လေရဲ့အောက်မှာလို့ပြောခဲ့ပြီးအဖွဲသားတွေကိုအက်ကာသားကိုသူတယောက်နဲ့ခီးနေမှာမို့နေခဲ့ဖို့ပြောကအထဲကိုဝင်ခဲ့ပြီးရှွန်းကလည်းတကားမပိတ်ခင်အလင်းမြက်ပြေးဝင်သွားခဲ့ပါတယ်။အထဲကိုရောက်တဲ့ခါမှာတော့ခေါင်းဆောင်ကလက်နဲ့ချကအဆုနာကိုပြန်လုခဲ့ပြီးမျက်နှာခုံးကျွလိုက်တဲ့ချိန်မှာတော့မိုရီဆာကီဖြစ်နေပါတယ်။မိုရီဆာကီကအက်ကာသားကိုရှာဖွေဖို့အတွက်အသိပညာတွေလိုချင်နေတဲ့အဖွဲသီးတွေသူဝင်ခဲ့ပြီးသူကတော့အသိပညာတွေကိုလိုချင်လို့မဟုတ်ပဲသူမိမကိုပဲပြန်ရှာချင်တာလို့ပြောခဲ့ပါတယ်။ ရှွန်းနဲ့တူတဲ့ကောင်လေးကတော့အဆုနာကိုမိတ်ဆက်ကသူကရှွန်းမဟုတ်ပဲရှွန်းရဲ့အမွာရှင်းဖြစ်ပြီးမြေပေါ်ကိုကလဲဗစ်ကိုပြန်ယူဖို့တက်ခဲ့တာလို့ပြောခဲ့ပါတယ်။မြေရောက်သားတွေကမြေပေါ်မှာအချိန်ကြာကြာအသက်မရှင်နိုင်ကြတာကိုသိပေမဲ့ရှွန်းကတော့မြေပေါ်မှာအချိန်ကြာကြာနေခဲ့မိတဲ့ကြောင့်တိတ်ဆုံးသွားတာလို့ရှင်းကပြောခဲ့ပါတယ်။ရှင်းကသူ့တာဝန်နေနဲ့ကလဲဗစ်ကိုပြန်ယူဖို့ပဲဖြစ်တာကြောင့်အဂါတာစီပြန်တော့မှဖြစ်ပြီးဂေတကာကကလဲဗစ်မပါလဲပို့နေလို့ပြောကပင်လေတဲ့ဆင်းသွားခဲ့ပါတယ်။ပင်လေတဲ့ကရေတွေကတော့ကဘာဥစားကရေတမျိုးဖြစ်ကရေထဲမှာတက်ရှူနိုင်ပြီးအစုတ်တဲတွေဝင်သွားရင်တော့ဘာမှမဖြစ်ဘူးလို့မိုရီဆာကီကအဆုနာကိုပြောနေပါတယ် အဆုနာကလည်းအက္ခသကိုသူ့လက်တူတူလိုက်မယ်လို့ပြောကပင်လေတဲကရေအောင်နဲ့ထိဆင်းခဲ့ကြပြီးအဆုနာလည်းမင်မျောသွားခဲ့ပါတယ်အဆုနာနိုးလာတဲ့အခါမှာတော့မီမီကိုတွေ့ခဲ့ပြီးမိုရီဆာကီကကြောပိုးအိတ်ထက်ကနေကြောင်ကလိုက်လာတာလို့ပြောခဲ့ပြီးခီးဆက်ခဲ့ပါတယ်လုံနဲ့ဂိတ်တကားစီရောက်တဲ့အခါမှာတော့ကုဇယ်ကုတ်တကောင်ကိုတွေ့ခဲ့ပြီးမီမီကကုဇယ်ကုတ်ပေါ်တက်ခဲ့ပြီးအဆုနာကိုလည်းကုဇယ်ကုတ်ရှေ့ကနေဖျက်ချော်နိုင်ခဲ့ပါတယ်ပြင်ကိုရောက်တဲ့အခါမှာတော့အက္ခသကိုတွေ့ခဲ့ကြပြီးရှက်ကူနာဘီမာဆိုတဲ့နတ်ပြားရီစီတဲ့လှေကိုတွေ့ခဲ့ကြပြီးနောက်မှာတော့အဆုနာရဲ့အိတ်ကတ်တဲကနေအဆုနာဘီပေးထားတဲ့ကြောက်လေးကလင်းတွေဖျားလာခဲ့ပါတယ် ဒါကြောင့်ဒါကကလပ်ဘရဲ့အစိပ်ပိုင်းတစ်ခုပဲလို့မိုရီဆာကီကပြောကတေချာတိန်ထားဖို့မှာခဲ့ပြီးခီးဆက်ခဲ့ကြပါတယ်။ရှင်းကတော့အက်ဂတာရဲ့ခေါင်းဆောင်ဒီကလပ်ဘကိုပြန်ရခဲ့ပြီးခေါင်းဆောင်ကတော့မတူညီတဲ့အစိပ်ပိုင်းတစ်ခုနဲ့အတူလူနှစ်ယောက်ကိုအက်ဂတာစီခေါ်ခဲ့ရကြောင်းရှင်းကိုပြစ်တင်နေပါတယ်။ဟိုးရင်တစ်ချိန်ကမြေပေါ်သားတွေကမြေအောက်ကိုဆင်းခဲ့ပြီးပိုက်ဆိုင်မှုတွေကိုလူယူကရွာတွေကိုဖျက်ဆီးခဲ့ပြီးလူတွေများစွာတေခဲ့ရကြောင်းမြေပေါ်သားတွေရောက်လာမှာကိုမြေအောက်သားတွေကကြောက်ရွံ့နေကြပါတယ်။ဒါကြောင့်ရှင်းကိုကြံနေသေးတဲ့ကလပ်ဘကိုပြန်ယူဖို့ခိုင်းစေခဲ့ပြီးရှင်းလည်းမြင်းတကောင်ကိုတီးကချက်ချင်းခီးပြတ်နေခဲ့ပါတယ်။ အဆုနာတို့ကတော့လိုယာခီးကိုသွားကြရင်မိုးရွာလာတာကြောင့်ခီးတစ်ထောက်နားခဲ့ကြပြီးမိုရီဆာကီကတော့တစ်ချိန်ကအတိတ်ကိုအိမ်မက်မက်နေခဲ့ပါတယ်။ဟိုးရင်တစ်ချိန်တုန်းကမိုရီဆာကီကသစ်သားတယောက်ဖြစ်ပြီးဖျားနာနေရကြောင့်ကျမ်းမာရေးခွန်းနဲ့အိမ်မြန်ရောက်နေတော့ကျမ်းမာရေးချူကြတဲ့မိမဖြစ်သူကပြုစုပေးနေပါတယ်။မိမဖြစ်သူကကျမ်းမာရေးချိုးတဲ့သူဖြစ်တာကြောင့်မိုရီဆာကီကဒီတစ်ခါမစ်ရှင်ပေးရင်သူ့နိုင်ငံကိုပြောင်းရွှေ့နေထိုင်မယ်လို့ပြောခဲ့ပြီး ်စစ်ပွဲကပြန်လာတဲ့အချိန်မှာတော့သူမိမအမြဲတမ်းကင်တဲ့တဲ့တံပဲကြုံလေးနဲ့တူအသက်မရှိတော့တဲ့သူမိမကိုတွေးခဲ့ပါတယ်ဒီလိုနဲ့အိမ်မက်ကလန်နိုးခဲ့ပြီးရှင်းကတော့အဆုနာတို့မိဖို့တွေကိုခြေရခန့်ကလိုက်ခဲ့ပြီးအဆုနာတို့ကအီဇိုကူတွေစီတွားနေတာလို့တွေးကအဆုနာတို့စီလိုက်လာခဲ့ပါတယ်ညရောက်တဲ့အခါမှာတော့အဆုနာကိုအီဇိုကူလို့ခေါ်တဲ့ရုပ်ဆိုးသတ္တဝါတွေကဖမ်းခေါ်သွားကြပါတယ်နောက်တနေ့အဆုနာနိုးလာတဲ့အခါမှာတော့အဆောက်အဦပြက်တဲ့ကိုရောက်နေပြီးကြောက်လန့်ပြီးငိုနေတဲ့ကောင်မလေးတစ်ယောက်ကိုလည်းတွေးခဲ့ပြီးကောင်မလေးကအဆုနာကိုပြစ်ဖက်ခဲ့ပါတယ် ဒီလိုနဲ့အဆုနာတို့လည်းထွက်ပေါက်ကိုရှာဖို့ကြိုးစားခဲ့ပြီးတကားတစ်ချက်ကိုတွေးခဲ့ပေမဲ့အယမ်းမြင့်နေရာကြောင့်တက်လို့မရဖြစ်နေတဲ့အချိန်အီဇိုကုတွေရောက်လာခဲ့ပါတယ်။အီဇိုကုတကောင်ကအလင်းနဲ့ထိတဲ့အချိန်မှာတော့မီလောင်သွားတာကိုတွေးခဲ့ပြီးအဆုနာလည်းအီဇိုကုတွေကအလင်းထဲမှာမနေနိုင်တော့သတိထားမိကနေရှိရာစီပြောင်းရွက်ခဲ့ပြီးကောင်မလေးကိုတကားစီတင်တဲ့အချိန်နေကလည်းတရေရေကြာသွားခဲ့ပါတယ်။ဒီလိုနဲ့အီဇိုကုတွေအဆုနာကိုမိကန်နီမှာရှင်းရောက်လာခဲ့ပြီးကောင်မလေးနဲ့အဆုနာကိုခေါ်ကအပြင်ကိုပြေးထွက်ခဲ့ပါတယ်။ ။ဤသို့ကိုတွေကနေရောင်ကိုမတီးတွင်းနိုင်တဲ့အပြင်ရေထဲကိုလည်းမဆင်းနိုင်ကြောင်းနဲ့သူတို့ကသွေးမတန့်သူတွေကိုစားသုံးတဲ့ကြောင်းရှင်းကပြောကဤသို့ကိုတွေလက်ကနေလွတ်အောင်နေရှိရသည်ပြေးကြရင်နောက်ဆုံးမှာတော့ကျောင်းထဲထဲကမြေစီခုံသိမ်းခဲ့ကြပါရဲ့။ဒီလိုနဲ့ရှင်းကကမ်းမိတ်ကပ်ဖို့ကူလာခဲ့ပြီးကမ်းဆက်ကိုရောက်တဲ့အခါမှာတော့ဤသို့ကိုတွေကနောက်ကျောကနေတိုက်ခိုက်လိုက်တဲ့ကြောင်းရှင်းလည်းရေထဲကိုမျိုးပါသွားခဲ့ပြီးအဆူနာကလိုက်ခဲ့ခဲ့ပါရဲ့။အဲ့ဒီနောက်မိုရီဆာကီကအဆူနာတို့ကိုတွေ့ခဲ့ပြီးကဲနိုင်ခဲ့ပြီးနောက်မှာတော့ကလေးမလေးကရဲမျက်နှာတစ်ခုကိုလက်ညှိုးထိုးနေရကြောင်းမိုရီဆာကီကသူညွန်ပြရသည်တွားဖို့လိုတယ်လို့ပြောခဲ့ပါရဲ့။ ကောင်မလေးညွန်ပြသည်ရောက်တဲ့အခါမှာတော့ရွာလေးတယောက်ကိုတွေ့ခဲ့ကြပြီးရွာဝင်မှာတော့လူတွေကစုပြုံကရွာရဲ့ကာဝေးကောင်းဆောင်ရောက်လာခဲ့ပြီးထွက်သွားဖို့ပြောခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရွာလူကြီးရောက်လာပြီးရွာလူကြီးကသူ့မျိုးကိုကယ်ခဲ့တဲ့လူတွေကိုတ냐လောက်တော့တဲကုန်ပြုမယ်လို့ပြောကအင်ကိုခေါ်ခဲ့ပါတယ်။အင်ကိုရောက်တဲ့အခါမှာတော့ရွာလူကြီးကဟင်းချက်တဲ့နေရာမှာသူ့ကိုကူပေးဖို့အဆုနာကိုပြောခဲ့ပြီးအဆုနာကိုမိမိကလိုက်ခဲ့နေရကြောင်းရွာလူကြီးကရာရာရီကိုကလူသားတွေနဲ့ယဉ်ယဉ်နီးနီးမနေတတ်ပေမဲ့အဆုနာကိုသဘောကျနေရလို့ပြောခဲ့ပါတယ်။ညသာစားပွဲမှာတော့ရွာလူကြီးကသူ့တို့ရွာရဲ့ဖိနှိပ်ခံရမှုတွေကိုပြောပြခဲ့ပါတယ်။ အရင်ခေတ်တုန်းကမြေပေါ်ကဘရင်နဲ့အင်ပါယာတွေကအသိပညာနဲ့ပိုင်ဆိုင်မှုကိုယူဖို့အတွက်အက္ခတာကရွာများစုကိုဖျက်ဆီးခဲ့တာကြောင့်ရွာကလူတွေကကြောက်နေတာလို့ပြောခဲ့ပါတယ်။မိုရီဆာကီကတေကျင်းနဲ့ရှင်ချင်းကြောင့်မေးခဲ့ပြီးရွာလူကြီးကတော့တေကျင်းနဲ့ရှင်ချင်းဆိုတာလောကကြီးရဲ့ကြီးမားတဲ့လက်ပဲမှုဖြစ်တာကြောင့်အဲ့ဒါကိုနောက်ရက်မဲ့လူသားတွေလောရက်ကိုတော့လက်မခံနိုင်ဘူးလို့ပြောခဲ့ပါတယ်။မိုရီဆာကီကတော့ခမရတို့ကဖျားဖို့ငေးကြည့်ရင်နှစ်နဲ့ထောင်လောက်ပိတ်လောင်နေကြတာလို့ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ရွာလူကြီးကမြေပြည့်သူအိပ်ပျော်သွားတာကြောင့်အဆုနာကိုသွားသိပ်ပြီးဖို့ပြောခဲ့ပြီးအဆုနာကကလေးသိပ်ပြီးပြန်ထွက်လာတဲ့ခါမှာတော့မိုရီဆာကီကမနှက်ပြန်ခီးစောစောထွက်မယ်လို့ပြောကအိတ်ခဲ့ပါတယ်။ရွာလူကြီးကတော့သိကျင်နာတွေကိုတည်ထားသလောက်မိုရီဆာကီကိုပြောပြခဲ့ပြီးမြေပေါ်သားတွေကိုကြကြထားလို့မရအောင်နားလည်ပြီးပါလို့ပြောခဲ့ပါတယ်။မနှက်ရောက်တဲ့ခါမှာတော့ရွာလူကြီးကမြေကျောင်းတိုင်းနှဲ့ရသွားရင်သွားကျင်တဲ့နေရာကိုရောက်ပြီလို့ပြောခဲ့ပြီးမိမိကိုလေးဖို့တက်ဖို့အဆုနာကခေါ်ခဲ့ပါတယ်။ ဒါပေမဲ့မိမိကတော့ကုန်းပေါ်မှာပဲနေနေရကြောင်းရွာလူကြီးကဘာရာရီကိုကသူ့တောင်ဝင်ပြီးသွားတာကြောင့်နေခဲ့တာလို့ပြောကအဆုနာလည်းဝမ်းနေချင်းတွေပြင်းနေခီးနေကြရပါတယ်။မြစ်ထဲမှာတော့အီဇိုကူတွေကရေကြောက်တဲ့ကောင်တွေဖြစ်တာကြောင့်ကဲနာကအဆမပြေလိုက်ပါနေပါတယ်။လုံးနဲ့ရှင်းလို့လာတဲ့အခါမှာတော့မိမိကတည်ဆုံသွားခဲ့ပြီးရွာလူကြီးနဲ့ရှင်းလို့လည်းရွာပြင်ဘက်ကကုန်းမြစ်စီထွက်လာကကလေးမလေးကိုမိမိကိုခိုင်ဟိုင်းထားပါဗါတယ်။အဲ့ဒီနောက်မှာတော့လက်တစ်ဖက်မပါတဲ့ကွေဇယ်ကုတ်တကောင်ရောက်လာပြီးကလေးမလေးစီကမိမိကိုယူကပါဇက်တဲထည့်ခဲ့ပါဗါတယ်။အဲ့နောက်ရွာလူကြီးကတင်းငယ်တဲ့ဘွားကနေကြီးမားတဲ့ဘွားရဲ့အစိတ်ပိုင်းဖြစ်သွားပြီလို့ပြောနေတဲ့အချိန် အက္ခသာရဲ့အဆောင်လျှောက်စစ်သားတွေကဘေးနားကနေဖြစ်သွားခဲ့ပြီးတနက်တီပတ်သွားတာကိုရှင်းကမြင်လိုက်ရပါတယ်။ဒါကြောင့်ရှင်းလဲအစုနောက်အောင်လိုက်သွားတာကိုချက်ချင်းသဘောပေါက်သွားခဲ့ပြီးမြင်းမော်ခုံတက်ကစစ်သားရဲ့နောက်ကနေအပြေးလိုက်သွားခဲ့ပါတယ်။အစုနာတို့ကတော့မြစ်ကိုကျော်လွန်ပြီးတဲ့နောက်ကဲမော်တက်တဲ့အခါမှာတော့အက္ခသာရဲ့စစ်သားတွေရောက်လာပြီးရှင်းလဲအချိန်မီရောက်လာကြောင်းသူ့ကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးဆက်တာလို့ပြောကအစုနာတို့ကိုပြေးခိုင်းခဲ့ပြီးအက္ခသာရဲ့စစ်သားတွေကိုအေးဆုံးကတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုနဲ့အဆုနာကိုလည်းကြောင်းနဲ့ကြည်စီရောက်တဲ့အခါနေရန်တွေကကြောက်ထွက်တွေကိုတွေ့ဆင်းခဲ့ပြီးအဆုနာကတော့ကြောက်ကနဲ့တာကြောင့်ကြောက်လန့်ခဲ့ပြီးအပေါ်ကိုပြန်တက်ခဲ့ပါတယ် ။ဒါကြောင့်မိုရီဆာကီလည်းအဆုနာရဲ့အခြေအနေကိုလက်ခံကကလဲဘစ်ကိုတောင်းခဲ့ပြီးတနက်ကိုပေးကအဆုနာကိုကောင်းမွန်စွာရှင်သန်စေချင်တယ်လို့ပြောကကြောင်းနဲ့ထဲကိုတယောက်တည်းဆင်းခဲ့ပါရယ်။ရှင်းကတော့စစ်သားတွေတိုက်ခိုက်ရင်ဒဏ်ရာတွေအပြင်းထန်ရလာတဲ့အချိန်ကလဲဘစ်ကကြောင်းနဲ့ထဲရောက်သွားတော့အဂတာသားတွေကအာယုံခံစားမိလိုက်တဲ့ကြောင့်ပြန်ယူလို့မရနိုင်တာကိုသတိထားမိခဲ့ပါရယ်။ ဒါပေမဲ့မိုရီဆာကီတို့လည်းကျောင်းထဲရဲ့အောက်ခြေတီအသက်မရှင်နိုင်ဘူးလို့ယူဆခဲ့ကြပြီးရှင်းကိုလည်းမြေပေါ်မှာရောမြောက်မှာပါလေလွတ်နေတဲ့သူအဖြစ်ရှင်းသင်ဖို့ပြောကအက္ခတာသားအဖြစ်ထုတ်ပေကထွက်သွားကြပါတယ်။အဆုနာကလည်းကျောင်းထဲကြီးဘေးမှာထိုင်ရင်းနေဝင်လာတဲ့ချိန်ဣဇိုကုတွေပေါ်လာကြောင့်ချက်ချင်းပဲမြေထဲကိုဆင်းကမြေကျောင်းနိုင်ရွာလူကြီးစီပြန်ဖို့ဆုံးဖြတ်ရင်ပြေးလွှားခဲ့ပါတယ်။မိုရီဆာကီကတော့ကျောင်းထဲကိုဆင်းကအခက်အခဲများစွာကြုံခဲ့ရပေမဲ့အခက်အခဲတွေကသူ့ရဲ့မိမပေါ်ထားတဲ့အချက်ကိုမကျော်လွှားနိုင်တာကြောင့်ဇွဲမလျှော့ပဲဆက်ကြိုးစားခဲ့ပါတယ်။အဆုနာကတော့တနေရာအရောက်မှာဖြစ်ပျက်တွေကိုပြန်စင်စားရင် ဝမ်းနည်းမှုတွေကိုတွေးတော့ကထိုင်ရင်အချိန်ကုန်သွားခဲ့ပြီးမြစ်ထဲကရေတွေခန်းချောက်သွားတဲ့အချိန်မှာတော့အီဇိုကူတွေပေါ်လာကအီဇိုကူတွေတိုက်ခိုက်တာကိုခံခဲ့ရပါတယ်။ဒါကြောင့်မိုရီဆာကီပေးခဲ့တဲ့တနက်နဲ့ပြန်လည်ပြစ်ခဲ့ပေမဲ့တနက်နဲ့စိမ့်သူဖြစ်တာကြောင့်မြေပြင်ကိုသာမှန်ခဲ့ပြီးကြီးကုန်သွားကတက်ရှူကျက်လာတဲ့အချိန်မှာတော့တနက်တန်ကြားစီရောက်လာတဲ့ရှင်းကကက်တင်ပေးခဲ့ပါတယ်။လုံးနဲ့နေထွက်လာတဲ့အချိန်မှာတော့အလင်းထဲမှာအတန်းဖြစ်နိုင်တဲ့အီဇိုကူတွေလည်းမြေအောက်ထဲကိုပြန်ဝင်သွားခဲ့ပြီးရှင်းနဲ့အဆုနာကတော့စိတ်ပြတ်စွာနှစ်ယောက်သားကုန်းမြင့်ကြီးမှာထိုင်နေကြပါရတယ်။ အဲ့ဒီနောက်ရှက်ကူနာဘီမာကိုမြင်ခဲ့ကြပြီးမိုရီဆာဂီကတွန်းတဲ့တဲကိုရောက်သွားပြီလို့ယူဆကနှစ်ယောက်သားရှက်ကူနာဘီမာတွားအောင်နောက်ကိုလိုက်ကြည့်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမတ်မတင်ကျောင်းတဲ့တဲကိုတေဖို့လာတဲ့ကိုယ်စဲကုတ်တကောင်ကိုတွေ့ခဲ့ပြီးကိုယ်စဲကုတ်ကတော့ကျောင်းတဲ့ဘေးကနေမှတ်ညံတွေကိုတချင်းတန်ပြပြောင်းလဲကဩခဲ့ပါတယ်မိုရီဆာဂီကလည်းရှင်ချင်းနဲ့တေချင်းရဲ့ဂိဝါရှိရက်ကကျောင်းတဲ့ပေါ်ကနေတချင်းတန်ကိုကြားခဲ့ရပြီးအထဲကိုဝင်ခဲ့ပါတယ်အဆုနာကတော့ကိုယ်စဲကုတ်ကသူတို့ကိုကျောင်းတဲ့တဲခေါ်သွားမယ်လို့ပြောနေရဖြစ်ကြောင်းရှင်းကိုပြောကကိုယ်စဲကုတ်ရှိရက်ခဲ့ပြီးကိုယ်စဲကုတ်ကလည်းအဆုနာတို့ကိုဝါမျိုးကကျောင်းတဲ့တဲခုံသိမ်းခဲ့ပါတယ် လုံနဲ့ကျောင်းနဲ့ရေတကုန်စီရောက်တဲ့အခါမှာတော့ကွေဇယ်ကိုလည်းပျောက်ကွယ်သွားကအဆုနာကိုလည်းကျောင်းနဲ့ရဲ့အောက်ခြေကိုရောက်ခဲ့ပြီးရှင်ရင်းနဲ့တေးချင်းတကားစီဝင်ခဲ့ပါတယ်။မိုရီဆာကီစီကိုတော့ရှက်ကူနာပီမာကဆင်းသက်လာကမျက်လုံးနဲ့အများကြီးနဲ့တရဝရကောင်ဖြစ်ပြောင်းလဲသားခဲ့ပြီးမိုရီဆာကီကလည်းအက်ဂါသားရဲ့အရှင်သခင်ပဲလို့ရေရွတ်ကသူ့မိမကိုပြန်လူချင်းကြောင်းဆုတောင်းခဲ့ပါတယ်။ဒါကြောင့်ရှက်ကူနာပီမာကမိုရီဆာကီရဲ့မိမဝန်းကျင်ကိုဖန်ဆင်းပေးခဲ့ပြီးမိုရီဆာကီလည်းသူ့မိမကိုပြန်ခေါ်ဖို့အတွက်ခန္ဓာကိုယ်တစ်ခုလိုကြောင်းချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှပဲအမှတ်မထင် အဆုနာကပေါ်လာခဲ့ရကြောင့်မိုရီဆာကီနဲ့အဆုနာကိုတောင်းပန်ကစိတ်ထဲကနေသူမိမအတွက်ခန္ဓာကိုယ်ပေးဖို့တွေးလိုက်တာကြောင့်ချက်ချင်းပဲမိုရီဆာကီရဲ့မိမဝန်းကျင်ကအဆုနာကိုယ်ထဲဝင်သွားခဲ့ပါတယ်။အဲ့ဒီနောက်အဆုနာကမိုရီဆာကီရဲ့မိမပြင်နိုးလာခဲ့ပြီးမိုရီဆာကီကသူမိမစီရှောက်လာတဲ့အချိန်မျက်လုံးတစ်လုံးပေါက်ထွက်သွားခဲ့ပြီးရင်းနှီးရမှာခန္ဓာကိုယ်တစ်ခုတည်းတည်းမလုံလောက်တော့ဘူးတီးသွားခဲ့ပါတယ်။အလောင်းဆောင်ပေးဆက်ပြီးနောက်မှာတော့အဆုနာရဲ့ခန္ဓာကိုယ်ကမိုရီဆာကီရဲ့မိမပြင်ပြောင်းလဲသွားခဲ့ပြီးမိုရီဆာကီနဲ့သူမိမကိုပွေကစကားတွေပြောခဲ့ပါတယ်။ ရှင်းကတော့ဒါရီအားလုံးရဲ့ဇနီးဖြစ်တဲ့ကလဲပစ်ကိုဖျက်ဆီးဖို့ကြိုးစားနေပြီးခနာကိုရဲမှာအဆုနာရဲ့ဝန်းကျင်ရှိနေတဲ့မိုရီဆာကီရဲ့မိမကအက်ကောင့်လေးကိုတရင်တနီတည်ရဲလို့ပြောခဲ့ပါတယ်။ဒါကြောင့်မိုရီဆာကီကရှင်းကိုဓာတ်ထောက်တားခဲ့ပြီးရှင်းကတော့နောက်ဆုံးတစ်ချက်ကိုအားတဲ့ကကြောက်ကိုခွဲခဲ့ရကြောင့်ကြောက်လေးပျက်စီးသွားခဲ့ပါတယ်။အဆုနာကတော့ရှင်းနဲ့မိမိတို့ကိုတွေ့ကစကားပြောနေခဲ့ပြီးရှင်းရဲ့အတန်ကိုကြားခဲ့ရကြောင့်ရှင်းတို့ကိုနှုတ်ဆက်ပါတယ်လို့ပြောခဲ့ပါတယ်။ ဒီလိုနဲ့ကြောက်ခွဲသွားတဲ့အချိန်မှာတော့အဆုနာလည်းငကိုတိုင်းပြဖြစ်သွားခဲ့ပြီးမိုရီဆာကီကတော့သူ့တသက်လုံးကြိုးစားလာတဲ့ချစ်လာစွာတော့ဇနီးကိုပြန်မခေါ်နိုင်တဲ့ပြင်ထပ်မံဆုံးရှုံးလိုက်ရတာကြောင့်ဝမ်းနဲ့ကြေကွဲကသူ့ကိုတတ်ဖို့ပြောနေပါတယ်။ဒါပေမဲ့အဆုနာကလူဆိုတဲ့အမျိုးကမဖြစ်နိုင်တဲ့အိမ်မက်တွေကိုထွေးပိုက်ရင်ချိန်သာတွေအဖြစ်နဲ့ရှင်သန်ကြရတာလို့မိုရီဆာကီကိုပြောကပွေးဖက်ခဲ့ပါတယ်။ဒါကြောင့်မိုရီဆာကီလည်းသူ့လက်မခံကျင်တဲ့အရှိတရားကိုလက်ခံခဲ့ရပြီးအဆုနာကိုမျိုးပေါ်ပြန်တက်နိုင်မယ့်ကေတကားစီပြန်ဖို့ကအက္ခတာမှာရှင်းတဲ့သူလက်ကျန်ဘဝကိုနေထိုင်ဖို့ဆုံးဖြတ်ရင်ဇလန်လေးလည်းပြီးဆုံးသွားပါတယ်။